မင်္ဂလာပါရှင်။ဗမာခေတ်တည်ထောင်ဌာနရဲ့ထိတ်တန့်တဲ့များကိုတင်ဆက်ပေးပါမယ်။ဘူးတွင်ပြည်သူနှင့်ဆက်ဆံရာတွင်အပြုမူပိုင်းအားနည်းလျော်ရဲသည့်ပြည်ရဲရဲဘော်များအားလုံးကိုအရေးယူမီရဲဘော်များနှင့်အချင်းများကဲ့သည့်လူပုဂ္ဂိုလ်နှင့်မိသားစုဝင်များကိုလည်းဖမ်းဆီးအရေးယူမှုတစုံတရာလုပ်ရန်မရှိဆိုတဲ့တင်အကြောင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းစင်ကူမြို့နယ်တွင်ပြည်သူလူထုပေါ်ဆက်ဆံရ၌အပြုမူပိုင်းဆိုင်ရာ ရော့ရဲအာနေသွားခဲ့တဲ့ တာဝန်ကျရဲဘော်များကိုတတိပေးရေးယူမှုများလုံဆောင်သွားမည်ဖြစ်ကြောင်းစင်ကူးမြို့နယ်ရေးဘော်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးကပြောဆိုပါရသည်။ ပြောကြပါရယ်ယမန်နေ့အောက်တိုဘာလ17ရက်နေ့ညနေ3နာရီခန့်ကစင်ကူးမြို့နယ်ရှိပြည်သူမိသားစုတစုနေမှာ Starlink Internet တက်စင်အသုံးပြုမှုနဲ့ပတ်သက်၍စင်ကူးမြို့နယ်ရေးပုံအုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားသည့်စီမင်းစည်းကမ်းအချို့ကိုချိုးဖောက်သည်ဟုဆိုကအရေးယူရန်တွားရောက်သည့်ရေးပုံများနဲ့ပြည်သူမိသားစုဝင်များကြားအငင်းခုန်ဖြင့်စကားများခဲ့ခြင်းဖြစ်ပါရယ် ထို့သို့ပြည်သူလူထုနှင့်ချင်းများခဲ့သည့်တာဝန်ကျရဲဘော်များကိုစင်ကူးမျိုးနှင့်ရဲဘော်အုပ်ချုပ်ရေးကော်မတီအနေဖြင့်တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝဆောင်ရွက်သွားမည်ဖြစ်ကြောင်းအတည်ပြုထားပါသည်။ ကျွန်တော်တို့ဘက်ကတော့လက်ရှိဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တာဝန်ကျတဲ့ရဲဘော်တွေအပေါ်မှာရောဒီမီသားစုအပေါ်မှာရောတာဝန်ယူမှုတာဝန်ခံမှုဖြစ်နေဖြစ်ရှင်းသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲဘော်တွေဘက်ကအပြုတ်မူပိုင်းဆိုင်ရာရော်ရဲသွားမှုအားနေသွားမှုတွေနဲ့ပတ်သက်ပြီးတော့လေတာဝန်ကျတဲ့ရဲဘော်တွေအားလုံးကိုတတိပေးရေးယူမှုတွေလှုပ်ဆောင်သွားမှာပါမကြခင်မှာတော့တရားဝင်သတင်းထုတ်ပြန်ဖို့လည်းရှိပါတယ်ဟုစင်ကူးမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးကပြောကြားပါတယ် ထို့ပြင်စတားလင့်အင်တာနက်စည်းကမ်းချိုးဖောက်ခဲ့သည်ဟုဆိုသောမိသားစုနှင့်လည်းတွေ့ဆုံညှိနှိုင်းဖြည့်ရှင်းသွားမည်ဖြစ်ကြောင်းယခုလောလောဆယ်တွင်မိသူတဦးတယောက်မြအရင်းယူထားခြင်းမရှိဘဲစတားလင်အုံပြုမှုစီးမြင်စီကံချိုးဖောက်မှုဖြင့်စတားလင်ဆက်ကိုယာယီထိန်ထိန်ထားကြောင်းသိရပါသည် လောလောဆယ်ရေးယူဆောင်ရွက်မှုကလူပုဂ္ဂိုလ်အပေါ်မှာလုံးဝမရှိပါဘူးစီမင်းစည်းကမ်းချိုးဖောက်တဲ့အတွက်ကြောင့်မလို့စတားလင်နဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းထဲမှာပါတဲ့အတိုင်းပဲစတားလင်အင်တာနက်ဆက်ကိုယာယီထိမ့်သိမ်းထားတာတခုပဲရှိပါတယ်မိသားစုပေါ်မှာရောလူတွေအပေါ်မှာရောရေးယူမှုတစုံတရာပြုလုပ်ထားတာလုံးဝမရှိပါဘူးအဲ့ဒီမိသားစုနဲ့မျက်နှာဆုံညီတွေ့ဆုံဖြည့်ရှင်းဖို့အတွက်ဒီနေ့ညနေကိုချိန်ဆထားပါတယ် ပြီးရင်အဲ့ဒီရဲ့နောက်ဆက်တွဲ statement တွေလည်းစင်ကူးမျိုးနဲ့ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တရားဝင်ထုတ်ပြန်သွားဖို့ရှိပါတယ်ဟု စင်ကူးမျိုးနဲ့ရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးကရှင်းပြပါဗျာစင်ကူးမျိုးနဲ့အတွင်း၌ Starlink Internet ကိုတည်တံ့ အိမ်သုံးသီးတန့်အတွက်တောင်းခွင့်ပြုမည်ဖြစ်ပြီးအများပြည်သူလူထုကိုအခချင်းငွေဖြင့်မျှဝေသုံးစွဲခွင့်နဲ့ Starlink Internet line ခွဲဝေသုံးစွဲခြင်းကိုလုံးဝခွင့်မပြုကြောင်းအသုံးပြုမည် Starlink ဆက်ကို password ဖြင့်သာအသုံးပြုရမည်ဖြစ်ပြီး Public အသုံးပြုခွင့်ပေးလိုပါကသက်ဆိုင်ရာတာဝန်ရှိသူများထံသို့တင်ပြလျှောက်ထားရမည်ဖြစ်ပြီးခွင့်ပြုချက်ရမှသာသုံးစွဲခွင့်ရှိမည်ဖြစ်ကြောင်းရှင်ကူးမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးကော်မတီကပြီးခဲ့တဲ့ဩဂုတ်24ရက်နေ့ကထုတ်ပြန်ထားပါတယ်။ ထို့ပြင်ခွင့်ပြုချက်အရငွေသွင်းငွေထုတ်နှင့်ရေးပေါ်ကျန်းမာရေးကိစ္စများအတွက်အသုံးပြုရန်ရှိပါကအသုံးပြုသူ၏အမည်နိုင်ငံသားစစ်စင်ရေးကပ်ပြားအမှတ်နှင့်နေရက်လိပ်စာပြည့်စုံကိုမှတ်တမ်းတင်ထားရမည်ဖြစ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူများကစစ်ဆေးသည့်အချိန်တွင်ပြသရမည်ဖြစ်ကြောင်း Starlink Internet အသုံးပြု၍နေမြေများတွင် လုံခြုံရေးကြိုးပမ်းမှုများပေါ်ပေါက်လာပါက Starlink ဆက်ပိုင်းရှင်ကတာဝန်ယူတာဝန်ခံရမည်ဖြစ်ကြောင်းဆက်လက်ဖော်ပြထားပါသည် အဆိုပါစီးမြင်စည်းကမ်းများကိုဖောက်ဖျက်ကြောင်းစစ်ဆေးတွေ့ရှိပါကပထမကြိမ်တွင်ဒန်ချင်းငွေ၁၀၀ကျပ်ဒုတိယကြိမ်တွင်၃၀ကျပ်နှင့်တတိယကြိမ်တွင် Starlink ကိုသိမ်းဆည်းအရေးယူခံရမည်ဖြစ်ကြောင်းသိမ်းဆည်းခံရသည့် Starlink များကို လေးလကြာမှပြန်လည်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်းအသိပေးထားပါသည်။စင်ကူမျိုးနှင့်ရေးပေါ်အုပ်ချုပ်ရေးကော်မတီမှ ပြည်သူ့ကာကွယ်တမရောမန္တလေး MTY PDF စင်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကပစင်ကူးမြို့နယ်ပြည်သူ့လုံခြုံရေးဖွဲ့ပလာဖာတို့ပါဝင်ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ကြေညာကမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ Starlink သုံးဆွဲမှုဆိုင်ရာစီမင်းစည်းကမ်းတွေထုတ်ပြန်ထားတာရှိပါတယ်။အဲဒီမှာကျွန်တော်တို့စည်းကမ်းအနေနဲ့ Public Use for Internet Gap လို့မျိုး အင်တာနက်ကဖေးလိုမျိုး Starlink ကိုအခချင်းဝင်နဲ့ရောင်းချတာကိုကန့်သက်ထားပါတယ်။အဲ့ဒီကန့်သက်ထားတဲ့စင်းမြင်စည်းကမ်းကိုချိုးဖောက်တဲ့ Starlink ပိုင်ရှင်ကိုတွားပြီးအရေးယူတာကနေဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ။ Starlink ဆက်တက်ထားတဲ့ကိစ္စမဟုတ်ပါဘူး။ Starlink ဆက်တက်တာကိုမြို့နယ်တွင်မှ register လုပ်ပြီးတော့သက်ဆိုင်ရာစင်းမြင်စည်းကမ်းအတိုင်းအသုံးပြုမယ်ဆိုရင်တရားဝင်အသုံးပြုခွင့်ကိုလူတိုင်းကိုအကုန်လုံးခွင့်ပြုထားပါတယ်။ အဓိကကကန့်သက်ထားတဲ့စီမင်းစည်းကမ်းတချို့ပဲရှိပါတယ်အဲ့ဒီထဲမှာအဓိကအကြဆုံးကစောစောကပြောတဲ့ public use ပေါ့အဲ့ဒီ public use စီမင်းစည်းကမ်းတွေကိုချိုးဖောက်တဲ့အတွက်ကြောင့်သွားရောက်ထိန်းသိမ်းရကနေဒီဖြစ်စဉ်ဖြစ်ခဲ့တာပါဒီစီမင်းစည်းကမ်းချိုးဖောက်တဲ့ဆိုတဲ့ကိစ္စကကျွန်တော်တို့ဘက်ကယူဆချက်ကဒီစီမင်းစည်းကမ်းကိုတေချာတည်ရနေတိတိရဲ့ချိုးဖောက်တဲ့ပေါ့ပထမအချိန်ဖြစ်သွားတဲ့ကိစ္စမဟုတ်ဘူးဒီဆက်ကိုသွားတိန်တော့ သွားသိမ့်တာဟာတတိယကြိမ်မြောက်မှာဖြစ်တဲ့ကိစ္စပါဟုစင်ကူးမျိုးနဲ့ရေးပေါ်အုပ်ချုပ်ရေးကော်မတီတွင်ရမှုကပြောကြားကြောင်းသိရပါဗယ်မော်လိုက်မျိုးနယ်တွင်တိုင်ငယ်စစ်စင်ရေးဖြင့်စစ်တပ်စကန်6ခုကိုတိုက်ခိုက်သိမ့်ပိုက်ထားပြီးစစ်တုံးဘန်းနဲ့လက်နက်ခဲရဲ့အများအပြားဖမ်းမိတဲ့တရင်ကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမော်လိုက်မျိုးနယ်တွင်တိုင်ငယ်စစ်စင်ရေးကာလာတွင်စစ်တပ်စကန်6ခုကိုသိမ်းပိုက်ရရှိခဲ့ကြောင်းမော်လိုက်ဒေါ်လန်ကြီးအင်အားစုမှတာဝန်ရှိသူတို့ကပြောကြားပါသည် ဩဂုတ်လနေ့စက်တင်ဘာလတွင်မော်လိုက်မြို့နယ်တွင်ရှိအကျန်းဖက်စစ်တပ်စခန်းများကိုဒေါ်လန်ရီတပ်ဖွဲ့များကပူးပေါင်းပြီးတင်းငယ်စစ်စင်ရေးဖြစ်ဖို့ဆောင်ခဲ့ရာထော်တာရွာပြူစောတီစခန်း၊အော်စည်းကုံရွာစခန်း၊ညောင်ဝန်းရွာပြူစောတီဂိတ်စခန်း၊နောင်ပင်ရွာစခန်းကုန်၊နားပင်ရွာစခန်းကုန်နှင့်တောင်ရင်ရွာစစ်တပ်စခန်းစသည့်၆ခုကိုသိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါသည်။တိုက်ခိုက်သိမ်းပိုက်တာက၅ခုပါ။တောင်ရင်စခန်းကုန်ကတော့စစ်သားတွေစုခွာထွက်ပြေးတာပါ။စုစုပေါင်းစခန်း၆ခုသိမ်းပိုက်ရရှိခဲ့ပါသည်။ထိခိုက်ဖမ်းဆီးသိမ်းဆီးရရှိမှု ှုတွေကတော့စစ်ဒေသကထုတ်ပြန်ပါလိမ့်မယ်ဒေါ်လာရေးတက်ဖွဲ့တွေဘက်ကလည်းထိကြိုက်ကြဆုံအနေငယ်တော့ရှိပါတယ်လက်ရှိတိုက်ပွဲဆက်လက်ဖြစ်နေတာမျိုးတော့မရှိပါဘူးစီးရီးတင်းမာတဲ့အခြေအနေရှိပါတယ်ဟု မွန်လိုက်ဒေါ်လာရေးအင်အားစုမှတာဝန်ရှိသူကပြောကြားပါတယ်။တိုင်ငယ်စစ်စင်ရေးကိုမွန်လိုက်ဒေါ်လာရေးအင်အားစုများဖြစ်တဲ့ခရိုင်တရင်တဲတရင်နဲ့တရင်သုံးတရင်လေးပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖားနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပလာဖားတို့ပူးပေါင်းကာလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တိုင်ငယ်စစ်စင်ရေးအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှအတင်းကျပ်ဖန်စီကစစ်မှုထမ်းခေါ်ဆောင်ခြင်းခံရသည့်စစ်သားလေးဦးသည်လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့သည့်ဖြင့်ဒေါ်လာရေးအင်အားစုများဘက်မှဂုံပြူစုငွေများချီးမြှင့်ပေးခဲ့ကြောင်းသိရှိရပါတယ်။ ယ်။ဆက်လက်ပြီးရွေးကောက်ပွဲကိစ္စဆွေးနွေးဖို့နေပြည်တော်ကိုမလေးရှားနိုင်ငံသားဝင်ကြီးသွားနေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီကလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးဖို့မလေးရှားနိုင်ငံသားအဝင်ကြီးဟာမြန်မာနိုင်ငံကိုတွားရောက်မယ်လို့မလေးရှားဆိုရကထုတ်ပြန်ပါတယ်။မလေးရှားဟာရှေ့တောင် အာရှနိုင်ငံများအစီယောအာဆီယံရဲ့အလစ်ကြောင့်ဥက္ကဋ္ဌတာဝန်ယူထားတဲ့နိုင်ငံဖြစ်ပါတယ်။နိုင်ငံသားအဝင်ကြီးမိုဟာမက်ဟဆန်ဟာနေပြည်တော်ကိုအောက်တိုဘာ9ရက်နေ့မှာတရက်တာခရီးတွားရောက်မယ်လို့အစိုးရကထုတ်ပြန်ပါတယ်။သူရဲ့တရက်တာခရီးစဉ်အတော့တွင်ဟဆန်ဟာစစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့စစ်ကောင်စီနိုင်ငံသားအဝင်ကြီးတို့ကိုတွေ့ဆုံမှာဖြစ်ပါတယ်။ပြီးတော့ နှစ်ကုန်ကြရင်စစ်ကောင်စီကဥဆောင်ပြီးပြုလုပ်မဲ့ရွေးကောက်ပွဲကိစ္စထိုးတက်မှုမရှိဘဲရပ်တန့်နေတဲ့မြမငင်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေကိုဆွေးနွေးဖို့လည်းစီစဉ်ထားကြောင်းသိရပါဗျ။ မူလကမလေးရှား၊အင်ဒိုနီးရှား၊ထိုင်းနဲ့ဖိလစ်ပိုင်တို့အာဆီယံ၄နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးတွေဟာစက်တင်ဘာ၁၉ရက်နေ့မှာမြန်မာနိုင်ငံကိုတွားရောက်ပြီးစစ်ကောင်စီနဲ့ဆွေးနွေးဖို့စီစဉ်ထားပေမယ့်နောက်တော့အချိန်ရွှေ့ခဲ့တာဖြစ်ပါတယ်။စစ်တပ်အာဏာမသိမ်းခင်ကမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင်နိုင်ငံရေးပါတီပေါင်း၄၀ကျော်ဟာစစ်ကောင်စီကြီးမှုတဲ့ရွေးကောက်ပွဲမှာမပါဝင်ကြဒါမှမဟုတ်ပါတီခွင့်ပါဝင်ခွင့်ပိတ်ပင်ခံထားကြရပါတယ်။ NLD ဟာ၂၀၂၀ရွေးကောက်ပွဲမှာ လူထုထောက်ခံပေး80နှစ်ရာဂိုင်းနှုန်းထိရရှိခဲ့ပါတယ်မြန်မာရေစောင့်ကြည့်လေ့လာနေတဲ့နိုင်ငံတကာအကဲခတ်တွေကတော့မလေးရှားပါဝင်အာဆီယံနိုင်ငံသားဝင်ကြီးတွေအနေနဲ့မြန်မာနိုင်ငံကိုမတော်တာကပိုကောင်းကြောင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမယ့်အကြောင်းရင်းဘာတစ်ခုမှမရှိကြောင်းစက်တင်ဘာလခီးစဉ်မရွှေဆိုင်ခင်တုန်းကပြောကြားထားပူပါတယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့အပြည့်ပြည့်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝင်ကြီးဒေါက်တာဆဆာကလည်း အာဆီယံဟာမြန်မာငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားနေဆိုရင်နူရူကဥဆောင်တဲ့လုပ်ငန်းရှင်မျိုးကိုထောက်ခံရမှာဖြစ်ပြီးစစ်တပ်ကဖန်တီးထားတဲ့ဟန်ဆောင်ပန်ဆောင်ကိစ္စမျိုးကိုအားပေးရမှာမဟုတ်ကြောင်းအဲ့ဒီလိုဆိုရင်အာနာရှင်ကိုတရားဝင်မှုပေးတာနဲ့ဘာမှမချကြောင်းတတိပေးထောက်ပြထားခဲ့ကြောင်းသိရှိရပါတယ်။